င်မချစ်လို့ပွေးထားတဲ့ကြောင်းစားစရာရှာလို့မီးရှို့ပြီးစားတယ်မလို့ရစနေအမေကိုထိုက်ဆဲတာဆဲတဲ့ပြို့သူ့ဘေးမှာရှိတိုင်းနဲ့ဟိုအိုင်းနဲ့ကောက်ပေါက်ဒီအိုင်းနဲ့ကောက်ပေါက်မအီကိုဆဲတာအဲ့ဒီအနီလုံးရကောင်းငရံတွေထတ်လိုက်လာပါတယ်ရှင်လိုက်လာပြီးတော့အဲ့ဒီ34တက်တာစိုက်ကားနဲ့တင်လာတော့လမ်းဖြတ်ပြီးလူတွေအကုန်ထားယူထွက်ပြေးကြခါမှာထပ်ပစ်တာအဲ့မှာလေအဲ့ကားကိတ်ပါထပ်ပစ်မှာတေသွားတာမတေတာတော့လိုက်ပစ်တယ်မိဘကိုစော်ကားတဲ့ကံဘလောက်ကြောက်စရာကောင်းနေဆိုတော့ပြောပြတာ အားလုံးပဲမင်္ဂလာပါရှင်ဇလေးရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဇလေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့လုံဝါကိုစိတ်မကောင်းစရာကောင်းတဲ့သတင်းလေးပဲဖြစ်ပါတယ်ရှင် Dubio Fine မှာဆိုလို့ရှိရင်တော့ခွေးလေးဒီအကောင်နေရာကျော်ကိုမွေးထားတဲ့အမားကနော်သူ့ရဲ့အိမ်မှာအလုံးလုံးနေတဲ့ဒီဝန်ထမ်းမလေးကိုနော်အတွင်းကလီစာတွေထိအောင်လုပ်ပါတာရိုင်းနဲ့ညင်မနှိမ့်ဆက်တဲ့ဒါဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီခွေးလေးတွေကိုကြတော့တနာကယူနာပို့ပြီးတော့နော်အလူငွေကောက်ခံပြီးတော့လူသားအချင်းချင်းကြတော့နော်လုံဝါကိုစာနာစိတ်မရှိဘူးရှင်အတွင်းကလီစာတွေပါထိအောင်လုပ်ဘလူများနှိမ့်ဆက်လဲ သိဘူးနော်။အခုအမတယောက်ကပြောပြလာတဲ့ view file လေးကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်ရှက်။ငုံတိုင်းမော်ပြီးမြို့နေသိတယ်မလား။အဲ့ဒီဘက်မှာရွာလေးလားအမော်ဘီနာရွာလားမော်ဘီလားမသိဘူးမော်ဘီကတော့ဟိုရွာမြို့မြို့လေးလိုလိုရွာလေးလိုလိုပေါ့နော်အဲ့လိုမျိုးမြို့ငယ်လေးဆိုတော့အဲ့တော့ဘလို့လဲတော့မသိဘူးပေါ့နော်အဲ့ဒီနားမှာအလုံးသိကြလိမ့်မယ်ထင်တယ် TikTok တို့ဘာတို့မှာမေအီဆိုတဲ့အကောင့်နဲ့ဟိုတီလေးတွေကိုတော့ချစ်တယ်ကလေးတွေကို ဆိုလာမချစ်ဘူးဆိုတော့မျိုးသမီးတယောက်မိန်းမတယောက်လေအဲအလူခံစားနေခွေးအကောင်နေရတလေးဆန်အကောင်နေရမွေးပြီးတော့လိုင်းပေါ်မှာအလူခံစားနေတဲ့အမျိုးသမီးကိုအားလုံးနဲ့တိကျလိုက်မယ်ထင်တယ်ကျမတောင်မှအခုဒီသတင်းတက်လာမှတိတာပေါ့နော်အဲ့ဒီမျိုးသမီးကိုအဲ့တော့သူကအလူခံစားနေလူတော်တော်များများလည်းတိကျတယ်ပေါ့နော်အဲ့ဒီအမျိုးသမီးကဘလို့ဖြစ်လဲဆိုတော့သူသူတို့နှစ်ယောက်ရဲ့သူတို့လင်မယားနှစ်ယောက်ပေါ့နော်သူတို့လင်မယားနှစ်ယောက်အိမ်မှာအခုညမခလေးလေးနှစ်ယောက်ရှိတယ် တယောက်ကတော့အသက်မသိဘူးတယောက်ကတော့ခုဖြစ်စဉ်ထဲမှာပါတဲ့ကလေးလေးကတော့အ73နှစ်ပဲရှိသေးတယ်အနှိမ့်ဆက်ခံထားတဲ့ကလေးကအသက်73နှစ်ပဲရှိသေးတယ်ဒီနေ့မှာတဲ့ तू ကဒီကလေးလေးကဒီခွေးလေးတွေတလေးဆန်လေးတွေကိုထမင်းကျွေးတာဘာညာမှ तू တခုခုမာရင်တင်းဆောင် तू စိတ်မကျေနပ်တာတွင်းလို့ထင်ပါတယ်ဒီကလေးလေးကို तू စိတ်မကျေတဲ့အတိုင်းရိုက်လိုက်ဒီလားနားလိုက်ရိုက်လိုက်နားလိုက်ရိုက်လိုက်နားလိုက်နဲ့ သူစိတ်ဒေါသဖြစ်တိုင်းရိုက်လိုက်နားလိုက်ဖြစ်တာတနေ့ကုန်ရိုက်ပြီးတော့ညကြတော့ဒီကလေးလေးကသူတို့မသိအောင်ထွက်ပြေးလာတယ်ထွက်ပြေးလာပြီးရွာထိတ်လေရောက်ကိုကလေးလေးကမေ့လဲသွားပြီးတော့မေ့လဲတဲ့အချိန်မှာပဲအဲ့ဒီကဒီအာဆိုင်ကယ်တက္ကစီသမားကတွေ့ပြီးတော့သူကိုဆေးရုံပို့လိုက်တယ်ဆေးရုံပို့လိုက်တဲ့အခါကျတော့ဒီကလေးကမှော်ပြီးဆေးရုံကသူ့ကိုအာအာမကုနိုင်တော့လို့ပေါ့နော်မနိုင်တော့ဘူးသူတို့မနိုင်တော့ဘူးရန်ကုန်ဆေးရုံကြီးကို ပဲအာလွှဲပြောင်းပေးမယ်ဆိုပြီးတော့သူတို့မနိုင်တော့ရန်ကုန်စေယုံညိုပဲသွားပါဆိုပြီးရန်ကုန်စေယုံညိုလွှဲပြောင်းပေးလိုက်တယ်ပေးလိုက်တဲ့ခါမှာဘလောက်ထိရိုက်ထားလဲဆိုတော့ဒီကလေးလေးကအပြင်ပန်းခန္ဓာကိုယ်တွေမဟုတ်ဘူးအထက်အတွင်းကလေးစားတွေပါထိသွားတာထိသွားတော့ဒီကလေးလေးကခြေနေမကောင်းဘူးလို့ပြောပါတယ်အခုရန်ကုန်ငါစေယုံကြီးမှာရှိတယ်ပေါ့နော်ခြေနေမကောင်းဘူးလို့ပြောပါတယ်ဒီအမျိုးသမီးကိုလည်းအခုအာဖမ်းထားပါတယ်နော်ဖမ်းဖမ်းမိတယ်လို့ပြောပါတယ် ဲ့တော့ပြောချင်တာကလေလူတိုင်းကိုမယုံမှန်းနဲ့တလိမ့်ဆန်တွေကိုချစ်တယ်အာချစ်တတ်တယ်ဘာညာဆိုပြီးတော့အလှခံတိုင်းဒါတွေကိုဘန်းပြပြီးလူခန္ဓာလည်းဖြစ်ချင်းဖြစ်တယ်ဖြစ်ချင်းဖြစ်နိုင်တယ်များသောအားဖြင့်ကအဲ့လိုတွေအများကြီးလေလောကမှာအဲ့တော့သူကဒီတလိမ့်ဆန်တွေကိုလူတယောက်လေးတောင်မှဒီကလေးလေးအရွယ်လေးကိုတောင်သက်၃နှစ်အရွယ်ကလေးလေးကိုတောင်ဒီလိုမျိုးကလေးလေးတယောက်ကိုတောင်မှပေါ့နော်လူစိတ်မရှိတလိမ့်ဆန်စိတ်ဝင်ပြီးရိုက်နှက်တဲ့ရိုက်နှက်တတ်တဲ့အမျိုးသမီးတယောက်ဟာဒီတလိမ့်ဆန်တွေပေါ်မှာဘလို့ချစ်ခင်စိတ်ထားလဲကျွန်မ စဉ်းစားလို့မရဘူးဘလို့အုံနောက်မျိုးနဲ့မှလိုက်မမီတော့စဉ်းစားလို့မရအဲ့တော့အားလုံးပဲဟိုမြန်မာပြည်ကမိတ်ဆွေတွေလည်းအားလုံးပဲနိုင်ငံခြားကမိတ်ဆွေတွေလည်းဒီလိုဟာတွေတွေ့လို့ရှိရင်ဟိုကြိကြက်ပြီးတော့လှူကြပါကြိကြက်ပြီးယုံကြပါစုံစမ်းမေးမြန်းတိကျစစ်ဆေးပြီးမှလှူစေချင်ပါတယ်ဒီလိုဟာတွေကအခိုးတရိုးကန်းလိုမျိုးဖြစ်နေတတ်ပါတယ်အခုဆိုရင်သူကတလိဆန်နေလို့သာချစ်တယ်ပြောရခလေးတွေကိုမေတ္တာမရှိဘူးဆိုကြတဲ့ကသူ့စိတ်က normal မဟုတ်တော့တာเนาะဒီခလေးလေးပြီးရင်ဒီခလေးလေး သူလည်းသူ့ယောက်ျားရှိတယ်သာသမီရှိတာတော့မသိဘူးသာသမီမရှိလို့လည်းဒီလောက်ရက်ဆက်တာပဲလို့ထင်တယ်အဲ့တော့ဟိုဒီလောက်ဟိုဟာဖြစ်နေတာရှင်ရငငယ်လေးသူ့သမီသူ့မွေးရသူ့သမီလောက်ရှိတဲ့ဟာလေးကိုနှိမ့်ဆက်တယ်ဆိုတော့ဘလို့ကလီစာအတွင်းကလီစာတွေထိအောင်အသက်အန္တရာယ်ထိလောက်အောင်နှိမ့်ဆက်တယ်ဆိုတော့ဘလို့စိတ်မျိုးနဲ့နှိမ့်ဆက်လဲဆိုတာတော့မသိပါဘူးရှင်ကျွန်မအဲ့တင်လေးကိုစိတ်မကောင်းစွာပဲပြောပြခြင်းလို့ပါအာဒီတင်လေးကိုအခုပဲ တွေ့မိလိုက်လို့ဒါပြောပြတာပါရှင်အားလုံးပဲဒီလှူတာတန်းတာပေးတာကန်းတာလေးတွေကိုနည်းနည်းပပလေးသတိလေးနဲ့အာလှူကြဖို့အာ အကုန်လုံးပဲတော့မေးမြန်းစုံစမ်းပြီးမှအာလူကြားဖို့မေတ္တာရက်ခံပါတယ်ရှင်။ဘလောက်တောင်မှရက်ဆက်လိုက်လဲနော်လူသားအချင်းချင်းစာနာစိတ်လုံးဝမရှိတဲ့အမျိုးသမီးရှင့်။အဲ့ဒီနေရာမှာသူသားသမီးရဲ့သူ့ရဲ့ညီကိုမောင်နှမတွေဆိုလို့ရှင်သူဘလူများနေမလဲနော်။လူအချင်းချင်းပဲနော်စာနာစိတ်လေးတော့ထားရမယ်ရှင့်။တချို့ရကြောက်လဲဒီ pride တော့ဘန်းပြပြီးတော့နော်နောက်ွယ်မှာလှူစားနေတဲ့သူတွေလည်းအများကြီးရှိတယ်ရှင့်။အကုန်လုံးတော့ပြောတာမဟုတ်ဘူးနော်။နောက်ထပ် view file မှာဆိုလို့ရှင်လေဒီအမကောင်နော်သူ့ကြောင်လေးတွေကိုချစ်လို့ဆိုပြီးတော့မွေးထားတာရှင့်။ဒါကိုအလုသမားတွေကနော်သူ့ကြောင်လေးတွေကို တ်ပြီးတော့စားတယ်လို့ပြောရရှင်ဒီဗျူဖိုင်လေးကိုလည်းဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်ကျမချစ်လို့ပွေးထားတဲ့ကြောင်းစားစရာရှာမလာရစရဲအလုံးလုံးနိုးနေကောင်းကောင်းပေါ်တော့အဲ့ရကြောင် လုတ်ကောင်းတဲ့အရာတော့တနေ့သူတို့လည်းအဲ့လိုမျိုးဝတ်မလဲဘူးလို့ပြောလို့မရဘူးရှင်သူများရဲ့အသက်ကိုတတ်တယ်ဆိုတာတော့တော်တော်ကိုအာကုတူကန်တော်တော်လေးကိုကြီးမားပါတယ်ရှင်နောက်ထပ် view file မှာဆိုလို့ရှင်လဲတော့ DND ရဲ့တငယ်ချင်းကတော့မအီကူစော်ကားလို့ဆိုပြီးတော့ဒါမိုးကျိုးပစ်သွားတာလေရှင် DND ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပေါ့နော် view file လေးကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်ရှင်ဒီတော့ဘာကြောင့်မိုးကျိုးပစ်တယ်လဲဆိုတော့မအေးရမျက်စိမမြင်ဘူးမျက်စိမမြင်ဆိုလုံးလုံးကန်းနေတာမဟုတ်ဘူးအမေကမှုံတာပေါ့နော်မှုံတော့မမြင်မဆန်းလေးနဲ့သူခမရချက်နေရတယ်ချက်ရတော့လေသူတို့အေးရကြတော့ မမတို့အိမ်တက်စာရင် ကွင်းနဲ့လိုမျိုးပုံစံလေးကြတဲ့တော့ရေအရင်အောက်မှာလေဝါးအိမ်ခြေတန်းရှိနေမှာရေတွေရှိတယ်ရှိတော့အမေရိကန်မြန်မာလည်းရေခတ်ဖို့ပြုဖို့လည်းခက်ခဲမှာပေါ့နော်သူခမရအဲ့တော့သူကအဲ့လိုဖြည်းဖြည်းဖြည်းချက်နေတာပေါ့ရောက်တဲ့အချိန်မှာမမတို့ကကြတော့အမေရိကန်ကြတော့မမတို့ဈေးရောက်ပြီးပြန်နေဆိုရင်မေမေကထမင်းချက်ထားဒါပေမဲ့မေမေကကြတော့တန်ဇွမ်းနေလीနော်တန်မာသေးတယ်အမေကအသက်40လောက်ဆိုတော့အခုလိုမမလိုအရွယ်ပေါ့အဲ့ဒါဆိုတော့မေမေကချက်ထားတယ်မမတို့ကအိမ်ရောက်တဲ့ခါကျအဲ့နေငါးဟင်းချက်တယ်ကစုံရရှင်ထမင်းစားနေကြတာ စားနေကြတဲ့အခါ तू ကကြတော့သမင်းကလည်းစားနေတဲ့အချိန်မှာ तू ကမအီဘူးဆဲတာတအားဆဲတာဆဲတဲ့အပြင် तू ကဖေးတွေနဲ့ဆဲတဲ့အပြင်စောင့်ကန်ပလိုက်တာ तू အမေဘူးလေ စောင့်ကန်လိုက်ပြီးတော့သူကမမတို့ပြောမယ်ဆိုရန်ကုန်အိမ်တွေဆိုတချို့နတ်အုံးကိုးခွေတဲ့သူတွေရှိတယ်ဗောနော်အိမ်နှွေးအုံးဆိုတာသိကြမှာပါအိမ်နှွေးအုံးစီရဲ့တိုင်ကိုသူကကြောမိပြီးတော့အမေကိုထိုင်ဆဲတာဆဲတဲ့ပြေကိုသူ့ဘေးမှာရှိတိုင်းနဲ့ဟိုဟိုင်းနဲ့ကောက်ပေါက်ဒီဟိုင်းနဲ့ကောက်ပေါက်မအီကိုဆဲတာအာဆောက်လုံးကန်းနေတာကောင်းနေဘလူးဖြစ်တဲ့ညရုပ်ရုပ်နက်နက်တွေဆဲတာဗောနော်ထပ်တော့မပြောပြတော့ပြစ်ပြစ်နစ်နစ်တွေဆဲတာဆဲနေဆဲနေမမလည်းပဲထမင်းစားနေတန်လန်နဲ့အမေကသမီးနဲ့ဟင်းကွာခတ်တယ်ဆိုလို့ မမတော့အဲ့တော့တောအိတ်လိုပုံစံလေးအိမ်ရတက်တက်မိဖို့ကြောင့်ဟာတက်တက်ထင်းတဲ့နဲ့ပေါ့နော်မိဖို့ကြောင့်နဲ့တွဲတာဆိုတော့အဲ့တစ်ချောက်လုံးကတော့မမတော့မိုးထားတယ်မိုးမယူဘူးပေါ့နော်အဲ့မှာမှဟင်းသက်ခတ်တာချင်းသက်ခတ်တာစလုံးစတိစလုံးလေးနဲ့ ဟွားခက်လက်ခက်ကောင်းကင်ရံတည်းအနီလုံးကြီးမှာအခရမ်းကျင်သေးကြတာမဲပြဲပြီးတော့လေဆင်းလာတာတဖြည်းဖြည်းဖြည်းနဲ့တော့ကိုကမမြင်ဘူးလေတခါမှမြို့ဘုရအမေအမေတားလာတတားတားရှိဦးလားလာနေရလားမသိဘူးအလုံးကြီးတစ်လုံးမိလက်ကြည့်ပါဦးလားကြည့်ပါဦးဆိုတော့အဲ့ဒါမမတို့အမေအတင်းပြေးလာတော့မောကြည့်လိုက်ခါမှကောင်းကင်ရံဟဲ့တမိရဆိုပြီးကိုကိုဆွဲပြီးတော့တားမိနေရခါတဲ့ထင်းမုံဘက်ကိုခါတဲ့ဝစ်ချပလိုက်တဲ့ခါမှမမလည်းဒီထိတ်ပေါက်သွားတယ်အမေလည်းပဲနာသွားတာပေါ့နော်ထင်းထင်းမုံကြီးဆိုတော့ ထင်းနေစင်လာတာထင်းစင်ကြီးပြုတ်ကြတာဂျိန်းဆိုအတန်ကြီးလေကြောက်စရာကြီးမှကြောက်စရာကြီးမမတို့ဟိုရှမ်းပြည်မှာနေကြလို့လက်နက်ကြီးတွေထူတဲ့အတန်မျိုးကြီးကျဲကြီးပဲကြာဂျိန်းဆိုလဲဆိုတော့မမအဲ့မှာအဲ့မှာလေအတန်ကလေဘလို့ထွက်လာတယ်ဆိုအမလေးကျမသမီးလေးကိုကယ်ကြပါအောင်ရှင်ဆိုပြီးတော့အပုရဲ့အမေရဲ့အော်တန်ကိုပဲမောက်ကြားလိုက်ရတယ် ကြားတဲ့ခါမှာမမောက်လဲထမင်းစားနေတယ်လားအကုန်ပြစ်ချပြီးတော့ပြေးကြတာပေါ့နော်အဲရေတွေကိုဖျက်ပြီးတော့အတင်းပြေးပြီးတော့သွားကြည့်လိုက်တဲ့ခါမှာတကူလုံးမှလေးမဲပြပြီးတော့မတ်တို့မီးလောင်တဲ့လူတယောက်အရေကုန်နေဆွဲခွာချလိုက်တယ်လို့ပဲအရေကုန်နေအကုန်လုံးကွာကြတာပါရှင်အဲမှာရက်ွက်တဲ့ရလူတွေကအတင်းသူ့ကိုပွေပြီးစေးုံပို့ဖို့မမတို့လွယ်လွယ်ပြောရရင်တင်သွားကြတယ်ပေါ့တင်သွားကြမမောက်30ရွက်ဘိုက်ဘူးကားကြီးဒီ34ဘိုက်ဘူးကိုင်းဒီဆိုကြာဘူးကြလိမ့်မယ်34ဂိတ်နားလေးရောက်လို့ရောက်ကောအဲ့ဒီအနီလုံးကြီးကကောင်းငင်ကနေထတ်လိုက်လာပါတယ်ရှင်လိုက်လာပြီးတော့အဲ့ဒီ 34ရက်ကြာစိုက်ကဲအားနဲ့တင်လာတော့လမ်းဖြတ်ပြီးလူတွေအကုန်ထားပြီးထွက်ပြေးကြခါမှာထပ်ပစ်တာအဲ့မှာလေအဲ့ကားကိတ်ပါထပ်ပစ်မှာတေသွားတာမတေတာအောင်တော့လိုက်ပစ်တယ်မိဘကိုစော်ကားတဲ့ကံဘလောက်ကြောက်စရာကောင်းလဲဆိုတော့ပြောပြတာ ဒါမိဘကိုစော်ကားတဲ့သူတွေနော်ကြည်ထားကြရှင့်မိဘဆိုတာကဘယ်အရာနဲ့မှလည်းအစားထိုးလို့မရဘူးရှင့်ဖယားနဲ့မိဘဆိုတာဒါတကိုင်းနေပဲလေနော်အခုလိုမျိုးစော်ကားတော့နော်ဖြစ်ပြီပေါ့အကဲငယ်ချင်းတို့အားလုံးလည်းနော်ဘဝတူတရအောင်လို့ debut file လေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင့်ဒီမိုက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်